င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလူမျိုးရေးဖိုရမ်2000 conference ကတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ချက်သမရနိုင်ငံ Prash မြို့တွင်ကျင်းပသော29ကြိမ်မြောက် Foreign 2000 conference ကမြန်မာနိုင်ငံရှိကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးလူမျိုးရေးအတွက်တရားဝင်တောင်းဆိုချက်ထုတ်ပြန်လိုက်ပါတယ် ထုတ်ပြန်ချက်တွင်မြန်မာနိုင်ငံရှိတောအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအလုံးချွင်ချက်မရှိချက်ချင်းလုံးမြောက်ရေးအတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအိန္ဒိယတရုတ်ဂျပန်တောင်ကိုရီးယားဩစတြေးလျအမေရိကန်ပြည်ထောင်စုကနေဒါဗီတိတ်နှင့်ဥရောပသမဂ္ဂတို့မှ နိုင်ငံရေးကောင်ဆောင်များအနေဖြင့်၎င်းတို့၏ဩစာအာဏာကိုအသုံးပြုကြရန်ကျွန်ုပ်တို့အပြည်ပြည်ဆိုင်ရာဒီမိုကရေစီပြန်လည်ထူထောင်ရေးညွှန်ပေါင်းအဖွဲ့ ICDR အဖွဲ့ဝင်များနှင့်29ကြိမ်မြောက် Foreign 2000 Conference တက်ရောက်သူများကတောင်းဆိုပါသည်ဟုဖော်ပြထားပါသည် Foreign 2000 Conference တက်ရောက်သူများကတောင်းဆိုသည်ဟုဖော်ပြထားသည်။ဒေါ်ဆန်းစုကြည်ကျမ်းမာရေးနှင့်သူမအားပြုမှုဆက်ဆံပုံနှင့်ပတ်သက်ပြီးစိုးရိမ်မှုအသက်80နှစ်အရွယ်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်နှင့်မြန်မာဒီမိုကရေစီနီလန်အရာရွေးကောက်ပွဲတင်မြောက်ခံရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်သည်2021ခုနှစ်ဖေဖော်ဝါရီလစစ်တပ်အာဏာသိမ်းချိန်မှစ၍မတရားဆက်သွယ်ဖြတ်ချုပ်နှောင်ခံထားရသည့် ထောင်ဆန်းစုကြည်သည်နေပြည်တော်တွင်တည်သက်တည်ဆောက်ထားသောအကျဉ်းထောင်တစ်ခုတွင်အလွန်တင်းကျပ်သောအခြေအနေများအောက်၌ထိမ့်သိမ်းခံထားရပြီးဥပဒေဆိုင်ရာအခွင့်အရေးများအနေငယ်သာရရှိထားကာမိသားစုနှင့်လုံးဝအဆက်အသွယ်ခွင့်မရှိပေ။သူမ၏နှလုံးရောဂါမှပုံမဆိုရလာပြီးနှလုံးထုခုဆရာဝန်နှင့်ပြသခွင့်ပေးရန်တောင်းဆိုထားကာလုံလောက်သောစေဝါကုသမှုတင့်တယ်မြတ်သောအာဟာရဓာတ်နှင့်နေအောင်ကြီးတို့ကိုကောင်းကောင်းမရရှိပေ။ ။သားဖြစ်သူခင်အရစ်သည်နှစ်နှစ်ကျော်အတွင်းသူမထံမှစာတသောင်းသာလက်ခံရရှိခဲ့ပြီးမကြသေးမီကအကျဉ်ထောင်ထိခိုက်ပျက်စီးခဲ့သည့်ငလင်တန်းဆောင်သူမထိခိုက်ဒဏ်ရာရရှိခဲ့မည်ကိုစိုးရိမ်နေသည်ဟုဆိုသည်။ထို့ပြင်ဒေါအောင်ဆန်းစုကြည်အားအကန့်အသတ်မရှိစေဝါကူတာမှုခံယူခွင့်တားဖြစ်သူလာရောက်တွေ့ဆုံခွင့်နဲ့နောက်ဆုံးကျွေးချက်မရှိလှုပ်ပေးရန်တောင်းဆိုထားသည်ကြီးမားသောဘေးအန္တရာယ်နှင့်ပိတ်လောင်ခံထားရသောမြန်မာနိုင်ငံဒေါအောင်ဆန်းစုကြည်၏အတိတ်ဒုက္ခသည်နိုင်ငံသူနိုင်ငံသားများ၏ဆင်းရဲဒုက္ခများကိုထင်ဟပ်ပြသသည် 2021အာနာသိမ့်မှုမှစ၍မြန်မာနိုင်ငံသည်၎င်း၏စစ်တပ်ကိုယ်တိုင်ပြည်သူလူထုအပေါ်ဆင်နွှဲသောအကြံဖတ်စစ်ပွဲတွေကြားရောက်နေခဲ့သည်ဟုဆိုသည်။အယက်သားများ၏နေအိမ်များ၊ကျောင်းများနှင့်ရွာများဘုံကျဲတိုက်ခိုက်ခံရသည်။ဖြစ်ရတခုတွင်ကြောင်းတကြောင်းအားလေရင်များဖြင့်ပုံအကြီးစားများကျဲချခဲ့ပြီးအိပ်ဖြော်နေသောကလေးများတေဆုံးခဲ့သည် ထိုးထိုးသောရက်ဆက်ကြမ်းကြုတ်မှုများသည်တကြိမ်တစ်ခါသာဖြစ်ပွားခြင်းမဟုတ်ပင်လူထောင်ပေါင်းများစွာတိတ်ဆုံခြင်းဒဏ်ရာရခြင်းနေရက်ဆုံးခွာရခြင်းတို့ကိုဖြစ်ပေါ်စေသောတမင်သက်သက်အကြံဖတ်လှုပ်ရှားမှုတစ်ခုဖြစ်သည်ဟုထုတ်ပြန်ချက်ကဆိုသည်စစ်ကော်မရှင်သည်အကြံဖတ်မှုကိုတိုက်ဖြတ်နေသည်ဟုဆိုသောလေအမန်တကယ်တွင်အယက်သားများအပေါ်စစ်ပွဲဆင်နွှဲနေခြင်းဖြစ်သည် လေကြောင်းတိုက်ခိုက်မှုများလက်တန်းတက်ဖြတ်မှုများစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများလိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့်ရဲရွာတစ်ခုလုံးကိုဖျက်ဆီးမှုများသည်ပုံမှန်ဖြစ်လာခဲ့သည်စစ်ကော်မရှင်သည်တဘာဝဘေးအနေရများအပြီးတွင်ပင်လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုပိတ်ပင်ထားသဖြင့်ဆာလောင်မှုသိမ့်မှုနှင့်ဆင်းရဲဒုက္ခများကိုပုံမဆိုးရစေပြီးလူတန်းပေါင်းများစွာသည့်၎င်းတို့၏နေအိမ်များမှထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း Foreign 2000ညီလာခံ၏ထုတ်ပြန်ချက်တွင်ရေးသားထားသည် ထိုအရာများသည်ကမ္ဘာနိုင်ငံများမြင်တွေ့နေရသည့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများဖြစ်ပြီးပြည်ထောင်မှကင်းလွတ်နေသည်မြန်မာနိုင်ငံသည်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးများကမ္ဘာတဝန်းတိုက်ခိုက်ခံရမှုအခြေအနေကိုပြသနေသည့်နမူနာပုံစံဖြစ်ပြီးအင်အားကြီးနိုင်ငံများ၏နှုတ်ဆက်မှုသို့မဟုတ်အလျှော်ပေးမှုတို့ကြောင့်ကန့်ဆိုးမှုမောင်းချမှုမှပိုဆိုးလာသည်ဟုဆိုသည်စစ်ကော်မရှင်၏တရားမဝင်မှုမြန်မာပြည်သူလူထုသည်2020ရွေးကောက်ပွဲတွင်ဒေါအောင်ဆန်းစုကြည်၏ NLD ပါတီအားအပြတ်အသတ်ထောက်ခံခဲ့သည် စစ်တပ်သည်လွှတ်တော်ကျင်းပမှုကိုတားဆီးရန်အာဏာသိမ်းခဲ့ပြီး၎င်း၏အုပ်ချုပ်မှုကိုခိုင်မာစေမည်အတုရောင်ရွေးကောက်ပွဲများကိုကျင်းပမည်ဟုကြေညာခဲ့ခြင်းဖြင့်တရားမဝင်မှုကိုဖုံးကွယ်ရန်ကြိုးစားနေသည်စစ်ဗိုလ်ချုပ်များသည်ပြည်သူအများ၏ထောက်ခံမှုကိုဘယ်သောအခါမှမရရှိခဲ့ပြီး၎င်းတို့အုပ်ချုပ်မှုသည်တရားဝင်ခြင်းမရှိပေမြန်မာပြည်သူလူထုသည်ကြီးမားသောအကျိုးဆက်များကိုရင်ဆိုင်ရင်းဆက်လက်တိုက်ပွဲဝင်နေကနိုင်ငံရေးအကျဉ်းသား2900ကျော်ရှိပြီးတေဆုံးသူ1000နီးပါး နေရစွန့်ခွာသူ၄တန်းအရေးပေါ်အကူအညီလိုအပ်သူတန်း၂၀ခန့်ရှိသည်ကျွန်ုပ်တို့၏ကိုကျင်းတရားဆိုင်ရာတာဝန်ဒေါအောင်ဆန်းစုကြည်သည်1989ခုနှစ်မှစ၍ယခုအချိန်ထိဆိုလျင်စုစုပေါင်း16နှစ်ကြာထိန်းသိမ်းခံထားရသည်သူမသည်မြမဒီမိုကရေစီရုံးကံမှု၏သင်္ကေတတစ်ခုသာမကဖိုရန်2000တီထောင်သူချက်သမရာဟောင်းဘာဆလတ်ဟာဘယ်၏ယင်းဒီတော်မိတ်ဆွေတအူးဖြစ်သလိုနိုင်ငံတကာအကြံပေးပုတ်အဖွဲ့၏အဖွဲ့ဝင်တအူးလည်းဖြစ်သည် ဒီမိုကရေစီအတွက်သူမ၏တသက်တာဂတိကဝတ်ပြုမှုသည်ယခုစုဝေးပွဲနှင့်အခြေခံမှုများနှင့်ထပ်တူကြသည်။ဒါဖြစ်သူကင်အဲရီသည်ဒေါအောင်ဆန်းစုကြည်အားလွှတ်ပေးရေးနှင့်မြန်မာနိုင်ငံတွင်ဒီမိုကရေစီပြောင်းလဲအသက်သွင်းရေးအတွက်အရေးတကြီးတောင်းဆိုခဲ့သည်။ကံဤတောင်းဆိုချက်သည်လှစ်လို့ရှုရမဖြစ်နိုင်သောတန်ပေါင်းများစွာသောပြည်သူများဤတောင်းဆိုချက်ပင်ဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကျွန်ုပ်ဤတောင်းဆိုချက်အာဆီယံအိန္ဒိယ ၊တရုတ်၊ဂျပန်၊တောင်ကိုရီးယား၊ဩစတြေးလျ၊အမေရိကန်ပြည်ထောင်စုကနေဒါ၊ဗီတိန်နှင့်ဥရောပသမဂ္ဂတို့အနေဖြင့်ဒေါအောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအားလုံးချက်ချင်းလွတ်ပေးရန်စစ်ကော်မရှင်ကိုဖိအားပေးရန်မလွတ်ပေးမီတွင်သူမအားအကန့်အသတ်မရှိစေကူတာမှုခံယူခွင့်နှင့်တားဖြစ်သူကင်အရီနှင့်ထွေးခွင့်ပေးရန်စစ်ကော်မရှင်၏အတူရောင်ရွေးကောက်ပွဲများကိုအတိမတ်မပြုဘဲ၎င်းတို့၏ရက်ဆက်ချမ်းကျုပ်သောအကြမ်းဖက်လှုပ်ရှားမှုကိုအဆုံးသတ်ရင်းနှင့်မြန်မာပြည်သူလူထု၏ဒီမိုကရေစီရရှိရေးဆန္ဒကိုလေးစားရင်း စစ်ကော်မရှင်ကိုနိုင်ငံတကာအတိုက်အဝန်မှစူပောင်းဖိအားပေးမှုမြင့်တင်ရန်ကျွန်ုပ်တို့တောင်းဆိုပါသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်မြန်မာပြည်သူလူထုသည်ဒီမိုကရေစီကိုခုခံကာကွယ်ရန်နှင့်ဖက်ဒရယ်စနစ်ရရှိရန်အရာအလုံးကိုစွန့်စားလှုပ်ဆောင်နေကြသည်၎င်းတို့သည်နေစဉ်ရက်ဆက်ကြမ်းကြုတ်မှုများလူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများနှင့်အတိုင်းအတာကြီးမားသောလူသားချင်းစာနာထောက်ထားမှုအကျက်တဲများကိုရင်ဆိုင်နေရသည်ဟုဆိုသည် မြန်မာနိုင်ငံ၏အိမ်နီးချင်းများအာရှနှင့်ကမ္ဘာဒီမိုကရေစီနိုင်ငံများနှင့်နိုင်ငံတကာအတိုင်းဝိုင်းသည်ဆက်ပြီးလှလှရှုနေ၍မဖြစ်ပေထောင်ဆန်းစုကြည်နှင့်နိုင်ငံ၏အကျဉ်းသားများအလုံးကိုချက်ချင်းလွတ်ပေးရမည်ဖြစ်ကြောင်းနှင့်မြန်မာပြည်သူလူထု၏ဒီမိုကရေစီရရှိရေးဆန္ဒနှင့်ဆန္ဒကိုလေးစားရမည်ဖြစ်ကြောင်း Foreign 2000 Conference ၏တောင်းဆိုချက်တွင်ဖော်ပြထားသည်ဆလပီလက်နက်ကန်ဖြည့်ရှင်ရဲသည်မှန်ကန်သည့်လမ်းကြောင်းမဟုတ်ဟုလက်နက်ဖြင့်အာနာသိမ်းထားသောစစ်ကောင်းဆောင်ပြောတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် သဘောထားကွဲလွဲမှုများကိုလက်နက်ကိုင်လန်စင်ဖြင့်ဖြေရှင်းနေခြင်းသည်မှန်ကန်သည့်လမ်းကြောင်းမဟုတ်ဟုလက်နက်ဖြင့်အနာသိန်းကလူသက်အကြမ်းဖက်နေသည့်စစ်ကောင်ဆောင်မြောက်လိုင်းကပြောပါသည်နိုင်ငံရေးဖြစ်စဉ်နှင့်သဘောထားကွဲလွဲမှုများကိုလက်နက်ကိုင်လန်စင်နှင့်ဖြေရှင်းနေခြင်းသည်မှန်ကန်သည့်လမ်းကြောင်းမဟုတ်ဘဲပြည်ပခပုံမှုများပြလာနိုင်ပြီးရီမန်ကျန်သည့်အလံဝေးစီမှလည်းဖြစ်၍ပြေဆုံးဆွေးနွေးခြင်းနှင့်သာဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းစစ်ကောင်ဆောင်မြောက်လိုင်းကယနေ့အောက်တိုဘာ15ရက်ကပြုလုပ်တဲ့ တနိုင်ငံလုံးဖြစ်ခတ်တိုက်ခိုက်မှုရဆဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်နေ့အခမ်းအနား၌ပြောပါရယ်ထွေးဆောင်ဆွေးနွေးမှုတွေကဒီမိုကရေစီကျင့်စဉ်တစ်ခုပဲဖြစ်ပါရယ်ဒီလိုထွေးဆောင်ဆွေးနွေးမှုတွေကနေသဘောတူညီချက်တွေကိုရယူပြီးအချင်းချင်းယုံကြည်မှုတိုးမြင့်တည်ဆောက်သွားနိုင်မှာပဲဖြစ်ပါရယ်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်အစိုးရနဲ့ EAO အကြားမှာစည်ရင်စေတနာမှန်ကန်စွာနဲ့အခြေအလေဆွေးနွေးမှုတွေဆက်လက်ဆောင်ရွက်သွားဖို့လိုအပ်ပါတယ်ဟုလက်ကောင်းကပြောပါရယ် တိုင်းသားလူမျိုးများအားလုံး၏သွေးစည်းညွညွရေးကိုတည်ဆောက်နိုင်မှသာလျှင်တိုင်းသားလူမျိုးအားလုံးကောင်းစားရေးအတွက်အာမခံနိုင်သည့်နိုင်ငံတော်ကိုထူထောင်နိုင်မှဖြစ်ပြီးလက်နက်ကင်ပြဿနာများကြောင့်ထိခိုက်ဆုံးရှုံးမှုအများဆုံးသည်ဖွံ့ဖြိုးမှုအားနည်းသည့်တိုင်းဒေသကြီးနှင့်ပြည်နယ်များမှသာဖြစ်ပေါ်နေကြောင်း၎င်းကပြောသည်အဲ့ဒီဒေသတွေဟာလွတ်လပ်ရေးမရမီနဲ့ယာပီကလေးကအခြေအနေအမျိုးမျိုးအကြောင်းအမျိုးမျိုးကြောင့်ဖွံ့ဖြိုးမှုအားနည်းနေသလိုဖြစ်ပေါ်နေတဲ့လက်နက်ကင်ပြဿနာတွေကြောင့်လည်း လဲရတကူထောင်ဆိုသလိုပုံမှုအခြေအနေဆိုရလာတာတွေ့ရတယ်ဟု၎င်းကဆက်လက်ပြောပါရယ်။ထို့ကြောင့်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေသည့်ဒေသများကပြည်သူများ၏မျက်နှာကိုကြည်ကြရန်စာနာကြရန်နှင့်၎င်းတို့အတွက်တည်ငြိမ်အေးချမ်းမှုကိုအားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြပါဟုလည်း၎င်းကတိုက်တွန်းပြောကြားပါရယ်။ဒီနေရာမှာပြောကြားလိုတာကတော့လက်နက်ကိုင်ပြီးလူချင်းနာကိုတောင်းဆိုခြင်းလက်နက်ကိုင်လမ်းစဉ်ကိုဖတ်တွေ့ပြီးလူမျိုးစွဲဒေသစွဲကြီးမားစွာနှင့်မိမိတို့ရဲ့ဆန္ဒကိုရှေ့တန်းတင်ဦးစားပေးဖန်တီးလှုပ်ဆောင်မှုများဟာ မိမိတို့ဒေသခံပြည်သူတွေကိုဖွံ့ဖြိုးမှုနောက်ကျအောင်လှုံ့ဆော်နေတာပဲဖြစ်ပါတယ်။ဒီမိုကရေစီနဲ့တွေ့ဖွဲ့ပြီးတော့မှန်ကန်တဲ့လုပ်ငန်းစဉ်မဟုတ်တာကိုအလေးနက်သတိပြုရမှာဖြစ်ပါတယ်။ဒီမိုကရေစီရွေးကောက်ပွဲကပေါ်ပေါက်လာတဲ့လွှတ်တော်သည်ဒီမှာမိမိတို့လိုလားချက်တွေကိုဆွေးနွေးညှိနှိုင်းရယူကြမှာဖြစ်ပါတယ်ဟု၎င်းကဆက်ပြောပါတယ်။ဒီမိုကရေစီစနစ်ကိုမတုံ့တက်လျင်ရင်းစနစ်မအောင်မြင်သည့်အပြင်မိမိနိုင်ငံ၏ဖြစ်တည်မှုလူမျိုးဘာသာရေးလူမျိုးရေးနှင့်ညှိချင်းမှုများဆုံးရှုံးသွားနိုင်သည်ကိုသတိပြုရမှာဖြစ်ကြောင်းလည်းဆိုပါတယ်